သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာ။ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ကရိတ်မှာကြေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့စစ်ကောင်စီတပ်စခန်းများကို KNL ပူးပေါင်းမဟာမိတ်တပ်များကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေပြည်သူများစစ်ပေးရှောင်ရရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာကြေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စက္ကခဆက်နှစ်အနီးမှာရှိတဲ့စစ်စခန်းများကိုဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်း KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းတရင်အရင်မြစ်ကပြောဆိုပါရတယ်။ ဧပြီလ14ရက်နေ့ညပိုင်းမှာစတင်ပြီးကော့ကရစ်မြို့နယ်ဂျုံတိုးလမ်းပိုင်းမှာရှိတဲ့ကြေးရွာတွေကိုဟာဝေဇာအမြောက်တင်ကားတစ်စီးနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စက္ကခဆက်နဲ့အနီးမှာရှိတဲ့ရင်ကွဲတောင်နေရာတဝိုက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကစစ်စင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့ဧပြီလ15ရက်နေ့နေ့ပိုင်းထိတိုက်ပွဲဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းသိရှိရပါတယ် အကြံဖက်စစ်ကောင်စီတပ်ရဲ့ဂျုံတို့ခမရ945တရင်နဲ့ခမရ946တရင်တို့ကညာဘက်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့ရင်ကွဲတောင်လမ်းဘက်မှာနေပြီးပြည်သူများရှိနေတဲ့ရေဘူးကြီးကော့ဝါလေဝင်းပြနောင်တမန်တမိန်တွတောင်ကမရှိတ်မိကလုံကဲနီကြေးရွာတွေကိုလက်နက်ကြီးများနဲ့စက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီလိုပြည်သူတွေကိုဥတည်ပြီးလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းကြောင့် KNL နဲ့မဟာမိတ်ပူးပေါင်းတပ်များကရင်ကွဲတောင်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဒီကောင်တွေပြည်သူတွေရှိတဲ့ရွာတွေကိုညာတိုင်းလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတာအဲ့ဒီတော့ KNL နဲ့ PDF တွေကတိမခံနိုင်တော့လို့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းတိုက်တာ အခုတိုက်ပွဲပြင်းထန်နေတယ်ရွာသားတွေကတာမညာဘက်ရွှေပြူကျောင်းဘက်ပြန်ရှောင်နေကြပြီလို့ကြုံတိုးဒေတာခန်စီရီတရင်အရင်မြစ်ကပြောဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲပြင်းထန်နေခြင်းကြောင့်ယနေ့ April 15ရက်နေ့နနက်9:00နာရီကျော်ခန့်မှာ Concrete တောင်ပိုင်းဝင်းကကြေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ညကပြစ်ထဲတာကမရိုက်ကြီးမိကလုံဘက်တောင်ကြအင်းတမိန်တို့ဘက်ကြတယ်ပြောတယ် မိကလုံဘက်ကဖောင်စိတ်ဘက်နှလုံးကြတာမှဘုံကြီးချောင်းအလုံးကြီးအစဆင်းပြီးအိမ်သုံးလုံးထိတယ်လူထိခိုက်မရှိဘူးအခုမနက်ကရင်ခွဲတောင်ဘက်ကဖြစ်နေတယ်ခုနကပဲဝင်းကရွာဘက်ကိုလေရင်နဲ့ကျဲသွားတယ်အထိခိုက်မသိရသေးဘူးလို့ KNL မှာမိပူပေါင်းစစ်ကြောင်းတရင်အရင်မြစ်ကပြောဆိုပါတယ်လက်ရှိအချိန်မှာကြုံတိုးမြို့အဝင်နွားချံကုန်းကရင်စုနဲ့ကိုးတိုင်ငားတိုင်ကော့ဝါလေကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကကာကင်းစစ်ကြောင်းများနဲ့ ဖြန့်ကျက်ကင်းပုံချထားပြီးလေကြောင်းမှလည်းကင်းထောက်ပြန်တက်မှုများရှိနေတဲ့အတွက်ဒေသပြည်သူများဟာဂျိုင်းမြစ်တစ်ဖက်ကန်ကြေးရွာများနဲ့တမညာကြေးရွာဘက်ကိုနေရစွန့်ခွာရွှေ့ပြောင်းတိမ်းရှောင်မှုများရှိနေကြောင်းသိရှိရပါတယ်။ပြည်သူများကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ရင်ခွဲတောင်နေရာတစ်ဝိုက်ဟာ DKB PGF နဲ့စစ်ကောင်စီတပ်များကထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးကုန်တင်ကားများနဲ့ခီးတဲ့တင်ကားများကိုဝါတာဂိတ်များဖွင့်ကပတ်စံကောက်ခံနေတဲ့နေရာဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့စစ်တုံးမှန်တက်မှခွန်ခွန်တက်မှမူဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့တပ်သားများကိုစစ်ဆေးနေပြီးစစ်ဆေးတွေ့ရှိချက်ပေါ်အခြေခံတရားစီရင်မယ်လို့ NUG ထုတ်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့စစ်တုံးမှန်တက်မှခွန်ခွန်တက်မှမူ ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးထွက်ဆိုကြတဲ့စစ်ဆေးတွေးရှိချက်ပေါ်အခြေခံတရားစီရင်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရယ်ယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တရင်စကားပြောကြားခြင်းရှင်မင်းဆောင်2025အစီအစဉ်မှာဦးနေဖုံးလက်ကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ်ဧပြီလ9ရက်နေ့စကိုင်းတိုင်းအင်းတော်မျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်လိုင်ကူတက်စကန်မှာတက်မာမှုဗိုလ်မှူးချုပ်အောင်တက်ဦးနဲ့တက်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့တဲ့အတွက်အင်းတော်မျိုးကိုအပြစ်သက်သိမ့်ပိုက်နိုင်ခဲ့ကြောင်း ရင်းနောက်ထွက်ပြေးသွားတဲ့ တက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တပ်ဦးနဲ့အဖွဲ့များကိုဖမ်းဆီးရရှိခဲ့ပြီးလက်ရှိမှာစစ်ဆေးမင်းမြတ်မှုများလှုပ်ဆောင်နေကစစ်ဆေးတွေ့ရှိချက်များပေါ်မူတည်ပြီးတရားစီရင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဧပြီလ9ရက်ည9:00နာရီခန့်မှာအင်းတော်မြို့ဂျပန်လိုင်ကူမှာအခြေပြုတပ်ဆွဲထားတဲ့အကြံဖတ်စစ်တပ်တက်မခွန်ခွန်တက်ဟာဝန်းရံပိတ်ဆို့ထားတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစကန်ဆွတ်လွတ်ဆုတ်ခွာသွားတာကြောင့်အင်းတော်မြို့ကိုအပြီးအသတ်တိမ့်ပတ်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးတဲ့တက်မမှုနဲ့တပ်သားတွေကိုလည်းစစ်တုံးပန်းတွေဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ဖန်စီရမိထားတဲ့စစ်တုံးပန်းတွေကိုစစ်တုံးပန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိမ့်သိမ်းထားပြီးစစ်စည်းမင်းမြတ်မှုတွေကိုဆောင်ရွက်လျက်ရှိပါတယ်။စစ်တုံးပန်းတွေရဲ့ထွက်ဆိုချက်စစ်စည်းတွေးရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုပါတယ်။ NUG ကဖန်စီရရှိထားတဲ့တက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တက်ဦးဟာစစ်တကတူအပတ်စဉ်၄၀နှစ်ကျောင်းဆင်းဖြစ်ပြီးတက်မခွန်ခွန်တက်မမှုအဖြစ်၂၀၂၄ခုနှစ်နှစ်စံပိုင်းတွင်မှစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲ့နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်လျင်2021ခုနှစ်စစ်အာဏာသိမ်းစအချိန်ရန်ကုန်မှာဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောင်သက်ဦးကရန်ကုန်တိုင်းစစ်တနာချုပ်ရဲ့အမတ်တစ်စစ်ပြူဟာမှုဗိုလ်မှူးကြီးအဖြစ်နဲ့အမိန်ပေးခိုင်းစေခဲ့ကြောင်းသိရှိရပါတယ်။ရင်းနောက်ရန်ကုန်တိုင်းစစ်တနာချုပ်အမတ်တစ်စစ်ပြူဟာမှုအဖြစ်မှကန်ယူဒန်တိုင်းစစ်တနာချုပ်ကော်တောင်းတက်နယ်ရဲ့စစ်ပြူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းရင်းနောက်တပ်မခုန်ခုန်တပ်မမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဘုံမူးချုပ်အောင်တက်ဦးမှာဇနီးတော်တက်စုနွေထွန်းတာကြီးဖြစ်သူပြည့်ရှံဦးတာအငယ်အံဖုံးဦးလို့ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆလင်းစိတ်တုတ်ထရာလမ်းပိုင်းမှာရှိတဲ့စစ်တပ်ရဲ့ဆက်ရှင်မိုင်ကုန်းစကန်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စစ်တုံးမှန်၄ဦးဖမ်းဆီးရမိပြီးတနက်၅လက်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းစီတုတ်ထရာလမ်းမိုက်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ဆက်ရှင်မိုင်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တုံးပန်း၄ဦးဖမ်းဆီးရမိကတနက်၅လက်သိမ်းဆဲရရှိခဲ့ကြောင်းပကုတ်ကူခရင်အမှတ်6တပ်ရင်းကပြောဆိုပါရတယ်။ ဧပြီလ၁ရက်နေ့မှာဆလင်စီတုတ်ထရာလမ်းမိုက်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ဆက်ရှိမိုင်ကုန်းစကန်ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီစကန်ကိုတော်လန်ရေးတပ်ဖွဲ့များကအပြစ်သက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီးစစ်တုံးမှန်၄ဦးဖမ်းဆီးရမိက MA1 တနက်နှစ်လက် MA3 တနက်နှစ်လက် M79 တလက်နဲ့ KN တချို့သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစကန်သိမ်းတိုက်ပွဲကိုပခုတ်ကူခရိုင်အမှတ်နှစ်တရင်မှစစ်ကြောမှုဦးဆောင်ပြီးပခုတ်ကူခရိုင်အမှတ်6 04 15စက်ကွန်တရင်များ မြိုင်ပကဖားနဲ့မင်းဘူးခရဲအမတ်တတရင်တို့ကပူးပေါင်းပါဝင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ AA ထိုးစစ်ရက်နေချိန်မှာကပ္ပဆတ်စက်ယုံတွေကိုကာကွယ်ဖို့စစ်ကောင်စီကညောင်ကျိုးနဲ့ညောင်ခြေတော့မှအင်အားတိုးချဲ့ပြီးစစ်ပြင်စင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့ညောင်ကျိုးနဲ့ညောင်ခြေတော့စကမ်းများကိုစစ်ကောင်စီကအင်အားများပို့ဆောင်နေပြီးစစ်ပြင်စင်လျက်ရှိကြောင်းသိရှိရပါတယ်။ စစ်ကောင်စီကပြည်မျိုးမှာခြေလင်းခြေမြန်တရင်များထုံနှုတ်အင်အားရာချီကိုပြီးခဲ့တဲ့ဧပြီလ12ရက်နေ့ကစပြီးညောင်ကျိုးနဲ့အမတ်6ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆာ6တရှိရာညောင်ချီတော့ကိုစင့်အားရာချီပို့ဆောင်နေကြောင်းသိရှိရပါတယ်။ညောင်ကျိုးကိုပြန်သိမ့်နိုင်ဖို့ထက်ကပ္ပဆာဆက်ယုံဒီဘက်ကိုထိုးစစ်ရောက်မလာဖို့အပြစ်ရထားတဲ့ကာလာအတွင်းအလင်းအမြန်အင်အားပို့နေတာပြီးခဲ့တဲ့9ရက်နေ့ကလည်းညောင်ကျိုးနဲ့ပန်းနှောင်းကိုအင်အားအလဲလဲလုံနေရတွေ့ရှိတယ်လို့စီရေးသတင်းအရင်းမြစ်က ARD Time ကိုပြောပါတယ်။ ဒါပြင်ညောင်ကျိုးမှာထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်များနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုပန်းတောင်မှာရှိတဲ့တက်စကန်များမှာခေါ်ယူထိမ့်သိမ်းထားပြီးခံစစ်ပြင်ဆင်ခိုင်းတာကြောင့်သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ2ရက်နေ့က RK တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ညောင်ကျိုးစကန်ဟာကပ္ပဆတ်စက်ရုံများတီရှိရာညောင်ချေတောင်းနဲ့10မိုင်ခန့်သာကွာဝေးပြီးစစ်ကောင်စီကကပ္ပဆတ်စက်ရုံများကိုကာကွယ်ဖို့စက်ရုံအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးမကြံကိုစက်ပစ်ကွင်းလက်နက်လေးကျင်ရေးဆင်ခိုင်းတာကြောင့်တက်တရင်ရင်းမြစ်ထံမှသိရပါတယ်။ စစ်ကောင်စီကတောင်ကုန်းမြို့ကြပြီးတောင်ကုန်းနယ်ပြည်ပန်းတော်လမ်းမှာရှိတဲ့တောင်ပုံကြီးမိုးထီပြူဟာပကံကွဲညောင်ကျိုးစကန်တို့ကိုပါအေအေနဲ့ပူပေါင်းတပ်ဖွဲ့တံပေးလိုက်ရပြီးကပ္ပဆဆက်ယုံများလက်မလွတ်ရစေရေးအတွက်အထူးကြိုးပမ်းလာခြင်းဖြစ်ပါတယ်။အေအေကပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့ကနေဧပြီလ30ရက်နေ့ထိတဖက်သက်အပြစ်ခတ်ရဲစဲကြောင်ကြီးညာထားပြီးနောက်ရခိုင်ပဲခူးအဆက်မှာရှိတဲ့ညောင်ကျိုးနဲ့ညောင်ချီတော့စကန်များကိုထိုးစစ်ဆင်နေမှုကိုရပ်တန့်ခဲ့ပြီးမယ်လဲစစ်ကောင်စီကအဆိုပါနေမြများမှာအင်အားတိုးချဲ့စစ်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။ စစ်ကောင်စီကလည်းသုံးဘက်အကြယာယီအပြစ်ရထားတယ်လို့ကြေညာထားပေမဲ့လည်း၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ပြီးစစ်ဆိုင်နဲ့နေမြေတွေမှာစစ်အင်အားတိုးချဲ့ခြင်းနဲ့လေကြောင်းမှဘုံချေတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်နေခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်တွေဥတကြံမှရရှိတဲ့ငလင်ရန်ပုံငွေကို NUG တန်လှူဒန်းမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့ရှိုကဆဲပန်းချံမှာပြုလုပ်ခဲ့တဲ့ຫນွေဥတကြံပွဲမှာရရှိလာတဲ့ငလင်ရန်ပုံငွေတွေကိုမြေပြင်ကိုတိုက်ရိုက်လှူဒန်းမှုပြုလုပ်သွားမယ်လို့ပွဲဖြစ်မြောက်ရေးတာဝန်ခံကိုတန့်စော်ထက်ကပြောပါရတယ်။ ဧပြီလ12ရက်နေ့နဲ့17ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့အဲ့ဒီပွဲကနေရရှိလာတဲ့ရန်မုံငွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လူကယ်ပြန်ဝင်ကြီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်အသုံးပြုမှာဖြစ်ပါတယ်။တကြံပွဲတစ်ခုလုံးကအကျိုးအမြတ်နဲ့မရောထွေးပဲဒီပွဲကင်းထဲမှာနှစ်ရက်တာငလင်နဲ့ပတ်သက်ပြီးအလူငွေကောက်ခံရရှိတဲ့ကဏ္ဍတွေရှိပါတယ်။ပွဲကင်းထဲမှာအလူခဏာနဲ့တပ်ပုံပြကန်းဘရောက်ပန်းကုန်းတို့ဘာလို့လို့တကြံနဲ့ပတ်သက်တဲ့ငွေအသက်တွေရောင်းချတဲ့နေရာနောက်ဖဲချိုးအနက်တွေမျှဝေတဲ့နေရာတချို့စေတနာရှင်တွေကအလူငွေထည့်ဝင်သွားတာတွေရှိတယ်ပေါ့နော် အဲ့ဒါတွေကိုတိကျကျွန်တော်တို့ကဖဲထုတ်ထားပြီးတော့ချက်ချင်းမြေပြင်ပေါ်မှာရှိတဲ့အဖွဲ့အစည်းတွေကိုပေးပို့လူဒန်းသွားနိုင်အောင်အမျိုးသားညီညွတ်ရေးအစိုးရလူကေပြန်ဝင်ကြီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်ထားတာရှိပါတယ်လို့ကိုတန့်စော်ထက်ကပြောပါတယ်။ဒါအပြင်တကြံပွဲမှာရရှိလာတဲ့အကျိုးအမြတ်တွေကိုလည်းရာဂိုင်နှုန်းခွဲဝေပြီးငလင်တန်ကြောင့်ပျက်စီးသွားတဲ့နေရာတွေအတွက်ပြန်လည်ထူထောင်ရေးမှာပါဝင်လူဒန်းသွားမှာဖြစ်ကြောင်း၎င်းကထပ်မံပြောကြားပါတယ်။ ကျွန်တော်တို့မူလရည်ရွယ်ချက်ကလည်းမြန်မာပြည်မှာရှိတဲ့မြန်မာပြည်သူတွေအတွက်ရဲ့ဂျပန်နိုင်ငံမှာဆက်ပြီးတော့တန်တမာရေးရလုပ်ငန်းတွေဆက်လက်လေပတ်နိုင်ဖို့အတွက်ရဲ့ပေါ့နော်ဒီပွဲမှာရရှိလာတဲ့အချို့မြတ်တွေကိုဒီလိုတုံးဆွဲသွားမယ်ဆိုတာကြီးညာထားပြီးသားပေါ့နော်အခုထပ်ပြီးတော့ငလင်ချောင်းတိကြိုက်ပျက်စီးသွားတဲ့နေရာတွေပြန်လည်ထူထောင်ရေးအတွက်ပါရာဂိုင်နှုန်းတစ်ခုတက်မှတ်ပြီးတော့ခွဲဝေလူရန်သွားပါမယ်လို့ဆက်လက်ပြောကြားပါတယ် တကြံပွဲလှုပ်ဆောင်တဲ့ပေါ်ဂျပန်ရောက် group များမှလူတချို့ကဝေဖန်မှုများရှိခဲ့ပေမဲ့လည်းယခုနှစ်မှာပွဲဖြစ်မြောက်ရေးဝိုင်းဝန်းကူညီကြတဲ့စေတနာဝန်ထမ်းများမှယခင်နှစ်ထက်ပုံမှန်များပြလာတယ်လို့ຫນွေဦးတကြံရိုက်ကူးရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါဗျ။ကျွန်တော်တို့ပို့ပြီးတော့စီးလုံးလာတယ်လို့ခန့်စားရတယ်။ဒီနှစ်တနင်္ဂနွေပွဲမှာဆိုရင်မိုးရေရွာနေတာတောင်နေသားနေတယ်လို့အားလုံးနဲ့ဝိုင်းပြီးတော့တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေကြတာပါ။ကျွန်တော်တို့ဒီနှစ်မနစ်ကထက်စာရင်ပို့ပြီးတော့စိတ်တွေနှီးစပ်လာတယ်လို့ခန့်စားရတယ်။ဒီနှစ်လူသစ်တွေအများကြီးလည်းထက်လာကူကြတယ်လို့၎င်းကပြောကြပါဗျ။ နေဦးတကြံပွဲမှာပြည်တွင်းအခြေအနေကိုသိရှိစေဖို့တပ်ပုံပြကန်ဘာသာပေါင်းစုံဝိပုစုတောင်းပွဲနဲ့ငလင်ရမုံငွေအလွန်ငွေကောက်ခံခြင်းများကိုထည့်သွင်းလှုပ်ဆောင်ခဲ့ပြီးနှစ်ရက်အတွင်းလူဦးရေတောင်ခွဲဝင်းကျင်လာရောက်ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့နှစ်ကတကြံပွဲရမုံငွေပွဲမှာအလွန်ငွေရန်တောင်း2000ကျော်မြန်မာငွေ3600ကျော်ဝင်းကျင်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီနောက် လင်းလင်းကအမေဒီကားကရောင်နီရှိုးပွဲမှာစက္ကဆာနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေရှိုးပွဲတွေကနေထထွက်သွားပြီးတောင်းဆိုလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်နေကြတဲ့အပေါ်ကိုစင်တော်နိုင်မှအခုလိုပြောဆိုထားပါတယ်။ဒီပုံမှာပြထားတာကမနေ့ကကိုလင်းရှိုးပွဲမှာပရိုဂျက်တာနဲ့ထောင်ပြပြီးပရိသတ်ကိုတယောက်ချင်းမိတ်ဆက်ပေးခဲ့တဲ့သူ့ရဲ့ရဲဘော်ရဲဘက်ညီကိုတွေလက်တလုံးမှာသူကမြေပြင်ကတက်ဖွဲ့တွေနဲ့အနီးကပ်မရှိနိုင်သေးပေမဲ့သူ့ကိုယ်စားဆက်ပြီးအနီးကပ်တာဝန်ယူပေးနေတဲ့သူတွေ သူ့ရဲ့ထောက်ပို့ငွေကြေးစီစဉ်မှုတွေပို့ပြီးမြန်ဆန်အဆင်ပြေချုံးမွေအောင်ကူညီပေးနေတဲ့သူတွေပါဝင်ပါတယ်ပြောချင်တာကဒီလိုအနီးကရဲဘော်ရဲဘက်တွေထဲမှာတော့စစ်တပ် အတိုင်းဝိုင်းနဲ့ဆွေမျိုးတော်ဆက်သူတွေမိသားစုဝင်တဲမှာရှိနေတဲ့သူတွေပါဝင်ပါတယ်ဒါပေမဲ့ဘသူမှငါ့ကိုပြောနေတာပဲဆိုတဲ့အတွေ့အမြင်မရှိကြပါဘူးဘာကြောင့်လဲဆိုတော့ဒီလူတွေအားလုံးဟာတော်လန်ရေးစကရဲကစစ်တပ်နဲ့ပတ်သက်ရင်ရန်ငါပြတ်ထားပြီးသားဆွေကမ်းမျိုးကပြတ်ထားပြီးသားဖြစ်နေလို့ပဲသူတို့နဲ့ပတ်သက်ခြင်းမရှိတော့သလိုသူတို့စီကရလာတဲ့ဘာအခွင့်အရေးမှမယူခဲ့ကြဘူးတဲ့သူတွေမို့လို့ပါ လက်တလုံးမှာတော်လန်ကြီးကအရှင်အဟုန်ကောင်းကောင်းနဲ့ချီတက်နေတဲ့အချိန်မှာသူ့ဘက်မှာရောကိုယ့်ဘက်မှာရောတာယာနာခွထိုင်ချီတချောင်းလာချထားတဲ့သူတွေအများကြီးရှိပါတယ်။တစ်ဖက်မှာလည်းစက္ကဆနဲ့ပတ်သက်ရင်ရနေတဲ့အခွင့်အရေးတွေကိုလက်မလွတ်နိုင်တယ်လို့တစ်ဖက်မှာလည်းတော်လန်ကြီးအတိုင်းဝိုင်းနဲ့လူယာဝင်အောင်လှုပ်ပြနေတဲ့သူတွေရှိပါတယ်။ဘယ်ဘက်ကနိုင်နိုင်အနေအဆမပြတ်အောင်စီမံထားကြတဲ့အုပ်စုပေါ့။ကျွန်တော်ပုံကိုရေးအမြင်ကတော့ဒီလူတွေအပေါ်တိတ်ပြီးချစ်ချင်းမုန်းခြင်းမရှိပါဘူး။လာကူရင်ယူထားလိုက်စက္ကဆာနဲ့ပေါင်းပြီးမတရားလုထားတာရှိရင်တော်လန်ရေးပြီးတဲ့အခါအေးယူလိုက်ယုံပါပဲ တခုရှိတာကအကုံဆွတ်လွပြီးတော်လန်နေတဲ့သူတွေနဲ့ကိုယ့်ကိုမထိခိုက်အောင်ရှောင်ပြီးလုံနေတဲ့သူတွေကိုတံတန်းနဲ့ထားပြီးအတိအမှန်မပြုတ်ပေးနိုင်တာလောက်တော့ရှိရင်ရှိမှာပေါ့ဒါပေမဲ့ကိုလင်းတို့လိုအမှုပညာသမားတွေကြတော့ဒီထက်ခံစားချက်ပြင်းထန်ပါတယ်သူတို့ဖန်တီးထားတဲ့အမှုပညာကိုဒီလိုတာယာနာအခွင့်ရေးသမားတွေအတွက်ခံစားခွင့်မပေးချင်တာသဘာဝကျပါတယ်နောက်တစ်ချိန်မှာဒီကောင်တွေကမင်းတို့လေးစားနေတဲ့လင်းလင်းဆိုတဲ့အဆိုတော်ဟာပတ်စံပေးရင်ငါတို့ကိုလည်းဖျော်ဖြေရတာပဲဆိုတာမျိုးပါဇက်အရသာခံပြောတာမျိုးတွေမဖြစ်စေချင်တဲ့သဘောပါပဲ သူ့ရဲ့အမှုပညာမာနနဲ့ခံယူချက်ကိုရင်ပတ်ခြင်းနှီးစက်တဲ့သူတွေပဲဆိုလိုရင်းကိုနားလည်ပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးကြုံလို့အဖြစ်ပြက်လေးတစ်ခုပြောပြပါဦးမယ်။တခါကကျွန်တော်တို့တွေ CDM ဆရာတွေအများကြီးရှိတဲ့ရွှေပြောင်းပညာရေးတချောင်းကိုတွားဘူးတယ်။အဲ့ဒီတုန်းက CDM ဆရာဆရာမတွေကိုကိုလင်းကိုတွေ့တော့ဝမ်းသာအားရနဲ့နှုတ်ဆက်ပြီးစကားတွေလာပြောကြတယ်။အဲ့ဒီထဲမှာသူတို့အရင်အားရတဲ့စကားတခွန်းကနန်းတွေကိုရှိုးပွဲမှာခြံခတ်ထားမယ်ဆိုတဲ့စကားပါပဲ။သူတို့ရဲ့ယင်ကိုတိုက်ရိုက်ထိတဲ့စကား သူတို့မတရားခံခဲ့ရတာတွေအတွက်စကားလေးနဲ့ပဲဖြစ်ဖြစ်အခုလိုရက်တီပေးတာကိုအရန်ကျေးဇူးတင်တဲ့အကြောင်းပြောတာမြင်ခဲ့ရဖို့ပါတယ်။ဒါကြောင့်ပြောတာတချို့စကလုံးတွေကရင်ပတ်ချင်းနှလုံးသားချင်းနီးစပ်တဲ့သူတွေပဲတိုက်ရိုက်နားလေတာလို့ဆိုပြီးရေးသားထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။